မန်လေးဖန်နဲ့ team radio ကိုအားပေးနှဆင်နေကြတဲ့ပရိသတ်များရှင်ကြတို့အခုဆိုရင်တော့ Khoshishik Go Healthcare Call Center မှာဒေါက်တာဖြိုးဝေထွန်းနဲ့အတူတူကြတို့တွေကျန်းမာတဲ့ lifestyle ကျန်းမာတဲ့လူမှုဘဝရရှိဖို့အတွက်ပေါ့နော် healthy lifestyle တစ်ခုဖြစ်အောင်ဘယ်လိုမျိုးဖန်တီးပုံဖော်ကြမလဲဆိုရဲခေါင်းစဉ်လေးနဲ့ဆွေးနွေးနေရပါအခုဒုတိယပိုင်းဆွေးနွေးမှုဖြစ်ပါတယ် ဲ့တော့ဆရာရေအဲ့တော့ဒုတိယပိုင်းအစမှဆိုရင်လဲ healthy lifestyle ဖြစ်ဖို့ကတို့ငယ်တဲ့အချိန်မှာကလေးကကျန်းမာတဲ့အလေးကျင့်လေးတွေပေါ့နော်လှုပ်ပေးမှဆရာလည်းပထမပိုင်းမှာဟိုကိုခန်းအကောင်းမို့လို့ကျန်းမာတဲ့အလေးကျင့်လေးတွေပြောသွားရတယ်ပေါ့နော်အဲ့တော့ငယ်ငယ်တည်းကစပြီးလှုပ်တော့မှအသက်ကြီးလာရင်ယောဂနဲ့မယ်ပျော်ရွှင်မယ်လို့တော့ခရီးထင်မိပါတယ်ဆိုတော့ဘယ်အသက်အရွယ်မှာစပြီးတော့ကျန်းမာအောင်လုပ်ဖို့စတင်ပြီလဲပေါ့ဘယ်အရွယ်ဘယ်အသက်အရွယ်ရ ကနေစမလဲဆိုတော့ကျွန်တော် save ညာရပြောမှာဆိုမိခတဲ့ရပေါ့မိခတဲ့ဆိုကိုမိခင်နဲ့လည်းဆိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ maternal health education ပေါ့နော်မိခင်ရဲ့ဒီကျန်းမာရေးမိခင်မှာရှိတဲ့ကျန်းမာရေးဘုသူတာလည်းတော်တော်လေးအရေးကြီးတယ်ဟုတ်ကဲ့နော်ဒီ maternal education ကောင်းတယ်ဆိုရင်တော့ကျွန်တော်တို့ဒီဒီ public health ပေါ့ဒီပြည်သူကျန်းမာရေးလည်းကောင်းတာပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်ခုနအဟာကိုပြန်ပြီးတော့ချိန်ဆက်ပြီးမှပြောရမယ်ဆိုရင်တော့ကလေးတစ်ယောက်ကမေးလာပြီဆိုရင်ပေါ့နော်နံပါတ်ပထမဆုံးနေနေရာကသူကမှန်ကန်တဲ့ဒီအစားအသောက်ကကြတော့ exclusive breast feeding လို့ခေါ်တာပေါ့နော်မိခင်တို့တမျိုးတည်းပဲတိုက်ရမယ်အသက်6လထိကမိခင်တို့တမျိုးတည်းပဲမိခင်တို့ထဲမှာကျတော့ခုနကျွန်တော်ပြောတဲ့ဒီပထမပိုင်းမှာပြောတဲ့ banana style လို့ခေါ်တဲ့အာဟာရအာဟာရတက်တင်းတင်းမြတ်တော့စပါပြီးသားဟာဟုတ်ပါတယ်ဆရာအဲ့ဒါလေအဲ့ဒီအတိ သိရမှာပေါ့ဟုတ်ကဲ့အဲ့ဒီကျမကြီးဘုသူတာသိဖို့လိုမယ်เนาะเนาะအဲ့ဒါကြောင့်ကျွန်တော်ကပြောချင်တာမွေးတဲ့ကလိုတယ်ဆိုပြောချင်တယ်ဟုတ်ကဲ့ပါမွေးတဲ့ကဒီကျမတွေဟိုနေထိုင်စားသမှုလိုတယ်ပေါ့เนาะပြီးတော့အဲ့မှာမိခင်ရဲ့နှုတ်ရည်ထဲမှာကျတော့ဒီကိုခံအားတွေလည်းပါတယ် maternal antibodies တွေပေါ့เนาะအဲ့မှာဆိုသူက balance diet အပြင်ဒီကိုခံအားပါခလေးရရောက်အသက်6နှစ်ထိအသက်6နှစ်ကျော်သွားတယ်ဆိုရင်တော့လေမိခင်တို့ကတော့ဆက်တော့တိုက်ဖို့လိုတယ်ပေါ့เนาะအဲ့မှာဟိုကမ္ဘာ့ချမ်းမကြီးအဖွဲ့ရဆိုရင်အသက်2နှစ်လောက်ထိကမိခင်တို့ဆက်တိုက်ဖို့လိုတယ်ဒါပေမဲ့ ဒါပေမဲ့အသက်6နှစ်ကျော်သွားတယ်ဆိုရင်တော့မိခင်တို့အပြင်ဘာလိုလာလဲဆိုတော့အဲ့ချိန်ကျရင်တော့ဒီမိဘရဲ့ဒီအကြမ်းမရဘူးသူတာလည်းတော်တော်လေးအရေးကြီးတယ်ဟုတ်ကဲ့အဲ့မှာကျတော့ဒီဖြည့်ဆက်စာတွေကြည့်ပြီးဟုတ်တယ်ဖြည့်ဆက်စာကြည့်တယ်ဆိုရင်ဟိုကစောင့်တရားစောင့်တဲ့စာရင်ကျွန်တော်တို့ကအာဟာရတက်တင်တင်မြတ်တော့ဆောင်ကျွန်တော်တို့ဆုံအောင်ကျွေးဖို့လိုတယ်။อืมเนาะအိမ်မှာကျွန်တော်တို့ပုံမှန်စနစ်တကျလေးပေါ့စကြွေးတဲ့ရောက်ကိုကပုံမှန်လေးပေါ့ဟိုကျွေးရမယ့်စနစ်လေးပေါ့ဆိုရင်အဆိုင်ခဲကိုတိုက်ရကျွေးတော့မျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ ပြပြောက်လေးတွေပေါ့စာချီတောင်မျိုးလေးပေါ့နော်ဒီစုံအောင်ချိမယ်နော်ဒီအသားငါဟုတ်ကဲ့တော့အတီးရက်တွေပေါ့နော်အဲအဲ့မှာအတီးရက်တွေမကြိုက်ဘူးဆိုရင်အဲ့မှာတချို့ကြီးများတဲ့ကလေးတွေဆိုရင်နည်းနည်းလေးပေါ့ exposure လေးပေါ့နော်တစ်ခေါက်ထပ်ပို့ပြီးတော့မှ exposure လို့ခေါ်လဲထိထိမှုလေးတွေခဏခဏလုပ်ပေးလို့ဆိုကလေးကကြိုက်တော့ဟုတ်ကဲ့ပါဟင်းဟင်းဟင်းရက်မကြိုက်တဲ့ကလေးတွေဆိုရင်ဟင်းဟင်းရက်ကြိုက်တော့မှာအဲအဲ့ဒီအချိန်ကတော်တော်လေးအရေးကြီးတယ်မကြိုက်ဘူးဆိုချွတ်ရလဲမကြွေးကျင်တော့လေမကြွေးတော့နော်အလိုလိုက်တာရရှိဟုတ်တယ်ဆိုတော့ပုံမှန်အဲ့လိုမျိုးပေါ့ဒီအာဟာရတက်ကိုစုံအောင်စားတတ်တဲ့အကျင့်ကို စမွေးရမှာပေါ့ဟုတ်ကဲ့အသက်6လအကျော်ပြီဆိုရင်တော့ तू ကအပြင်စားတွေစစားပြီဟုတ်ပါအဲ့ချင်းတော်တော်လေးအကြီးကြီးနေနော်ပြီးတော့ကျွန်တော်တို့ကကိုကခလေးရလဲနည်းနည်းလေးပေါ့နော်အစားထောက်တွေကိုကစားလာပြီဆိုရင်တော့သူ့လည်းဒါဟိုငိုတဲ့အချင်းလှုပ်ထားနေဆိုသူအကုန်စားမှာပေါ့နော်အဲ့မှာဆိုရင်တော့ကျွန်တော်တို့ကဟိုအပြင်မှာစားနေဆိုအပြင်အပြင်စားတွေကြတော့ကိုကအလွယ်တကူရတဲ့နော် fast food တွေပေါ့ကျွန်တော်အစားပထမပိုင်းပြောဒါမျိုးလို့ဆိုရင်ကိုကရှောင်ရှောင်မှုတို့လည်းသူလည်းပညာပေးပေးဖို့လို့လည်းနော်အချင်းကြီးကိုကရှောင်ပြီးတော့မှပုံမှန်လေးပေါ့လက်လက်ဆက်ဆက် အစားတောက်တွေစားပြဖို့လိုမှာပေါ့နော်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုကကြောက်ကြ screen time တွေပေါ့နော် screen time တွေကြောက်လဲကိုကဟိုကွန်ပျူတာတို့နော်ဒီ tablet တို့ mobile phone တို့စား screen time တွေသုံးတယ်ပေါ့နော်အဲ့မှာဆိုသူဖြောင်ပြေးရက်တက်သုံးတယ်ဆိုရင်ကိုကအရင်များတယ်ဆိုရင်ဒီကိုကကိုခံအားကခဏကိုကခဏလှုပ်ရှားမှုကနေတော့အဲ့အချိန်ကျရင်လေကိုတွေကမကောင်းပြောင်းနော်အဲ့မှာတေတိုစီချိုတို့နော်အဲ့လိုမျိုးတွေကတော့အဝနုံနာမျိုးတွေဖြစ်လာနိုင်ခြေရှိတယ်ဒါမျိုးတွေဆိုရင်ဒီကလေးတွေကိုငငယ်လေးတွေကကိုကပညာပေးပေးဖို့လိုမယ် နော်အဲ့မှာ screen time က screen time ကိုကပြောပါတော့ education လို့ခေါ်တဲ့ပညာရေးအတွက်ကလည်းဒါ screen time ကနေရနိုင်တယ်အများကြီးပါပဲနော် online ကနေရတယ်အဲ့ကနေတစ်ဆင့်သူတော့လှုပ်ရှားသွားလာတဲ့အလေးကျင့်လေးတွေပေါ့နော်အဲ့မှာဆိုရင်သူငယ်တဲ့ကလေးတွေပေါ့နော်ဒီတောက်တောက်အရွယ်တွေပေါ့အသက်တစ်နှစ်ကနေသုံးနှစ်အရွယ်တောက်တောက်လေးဆိုရင်သူကလှုပ်ရှားမှုကတော်တော်ကြီးကိုနိုင်ရ10နိုင်10 10 10 10နိုင်ကျော်ကျော်လောက်ကို လှုပ်ရှားမှုကအရင်များနေရမှာဆော့ရတယ်ဟုတ်ကဲ့ပါ။ဟုတ်ကစားနေရမှာဒါပုံမှန်ပဲအထိုင်များတဲ့ဟာဆိုရင်ကိုကလည်းနည်းနည်းရှောင်မှာပေါ့နော်အဲ့လိုမျိုးလေးရှိဖို့လိုတာပါနော်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှင်တော့မွေးကလေးကစပြီးတော့ဒီကိုရဲ့ကျမ်းမာတဲ့လေ့ကျင့်လေးတွေကပြုမှုလုပ်ပေးရမှာပေါ့နော်အစားတောက်ကအသေးချာလေးမှန်မှုလိုတာပါနော်ဟုတ်ကဲ့ပါဆရာကလေးတို့လိုကြီးသွားတဲ့သူတွေကြတော့ပေါ့နော်အဲ့လိုမျိုးအစီစိန်လေးမှစားချင်တာတော့အလူကြော်လေးမှစားချင်တာတော့ဆိုရင်တော့အကျင့်လေးတွေကတော့နည်းနည်းပြင်ရမှာပေါ့နော်ဆရာ ကျွန်တော်ခုနပြောလာကြတော့ဒါမွေးတဲ့ရပေါ့နော်ကျွန်တော်တို့ balance diet ကိုရဖို့တက်ကနော်ဒီ exclusive breastfeeding ကနေစတယ်လို့ပြောလာပြောချင်တာပေါ့နော်ဒါပေမဲ့ကိုကအကြောင်းရင်းကြောင့်လူတွေကကြတော့ perfect လို့ခေါ်တဲ့ဟိုလုံးဝပြည့်စုံနေတာမျိုးပါနည်းနည်းဖြစ်ချင်မှဖြစ်မယ်လေအဲ့ချင်ကြောင့်ကိုကကိုရဲ့ဟိုအချိန်တွေကရင်တော့ကြောင့် balance time မဖြစ်ခဲ့ဘူးအခုမှကျွန်တော်တို့အခုလိုမျိုးအစီအစဉ်လေးနားထောင်ကြည့်လိုက်တဲ့နောက်ထပ်ဘုသူတကြမိုက်ဘုသူတရသွားပြီဆိုရင်တော့အမြန်ဆုံးဖြစ်တာကောင်းတယ်တိကျတယ်မြန်မြန်ပြန်နော်ဟုတ်ကဲ့ပါအဲ့မှာကြတော့ကိုက ငယ်တဲ့အရွယ်လေးဖြစ်သေးတယ်ဆိုရင်တော့ကိုကဟိုနောက်ဆက်တဲ့ယောဂတွေပေါ့နောက်ဆက်တဲ့ယောဂဆိုတော့ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်ဒီအစားအသောက်တွေကိုပါရီဘာဖြစ်လို့ဂရုစိုက်တယ်ဆိုတော့အစားအသောက်ကနေနောက်ဆက်တဲ့ယောဂတွေမဖြစ်အောင်ဟုတ်ပါ့။အဲ့မှာနောက်ဆက်တဲ့ယောဂတွေမဖြစ်သေးဘူးဆိုအချိန်မီသေးတယ်။อืมနော်အဲ့မှာအဲ့မှာကြောင့်တကယ်လို့ cholesterol တွေပါတကယ်လို့ကစစ်ချလိုက်လို့မြင့်နေတယ်ပေါ့အစီတက်တွေမြင့်နေတယ်ဆိုရင်တော့မှနောက်ဆက်တဲ့ပြဿနာတွေပေါ့ဟုတ်ကဲ့ပါအဲ့မှာဆိုရင်အသေးအစီဖုံးတော့စသဖြင့်ပေါ့နော်တခြားသွေးတို့စီးတို့အဲ့ဒါနေမဖြစ်သေးဘူးဆိုရင်ကိုရီးယား ကွက်ကိုပြန်ပြင်လိုက်တဲ့စကောလို့ဆော့ပြန်ကြအောင်လေအချိန်မီသေးတယ်အချိန်မီသေးတယ်နောက်ဆက်တဲမဖြစ်အောင်ကိုရီးယားဟုတ်ကဲ့ပါဆရာအချိန်မျိုးအမြန်ဆုံးပေါ့နော်ကိုကပြင်လိုက်တယ်ဆိုတော့ကောင်းတယ်ပြင်လို့ရတယ်ဟုတ်ကဲ့ပါဆိုတော့ဆက်ရွယ်တာကတော့ဆရာရဲ့အခုဆို fast food တွေ street food တွေပေါ့နော်အမှဆိုလဲစားသုံးသူဥယေကလည်းဆရာပြောသလိုပဲ ခင်ဗျားရဲ့နေထိုင်တဲ့စနစ်ကြီးကပြောင်းသွားတာကိုစားသုံးမှုဥယျာလည်းမြင့်လာတော့ကျဲမာရင်နဲ့ပတ်သက်ပြီးနှွယ်လာတဲ့ကြောက်ကက်ပျက်စီးမှုအကြောင်းလေးပေါ့နော်အဲ့ဒါတွေကလည်းဆိုရှယ်မီဒီယာမှာနည်းနည်းများလာတာမျိုးလေးရှိရဆိုတော့အဲ့တော့ဒီစားတောက်တီနဲ့ဆက်ဆက်ပြီးကြောက်ကက်ပျက်စီးရတာဘာကြောင့်လဲပေါ့အဲ့မို့ကြောက်ကက်ပျက်စီးရခြင်းအကြောင်းရင်းကတခြားသောအကြောင်းရင်းတွေရောရှိနိုင်သေးလားပေါ့အဲ့ဒါလည်းဆရာပြောပြပေးပါအောင်နော်ဆိုတော့ကြောက်ကက်ကတော့ဟုတ်ပါတခြားအကြောင်းရင်းတွေကနေဖြစ်တာတော့တော်တော်များပါတယ်။နော်ဒါကျွန်တော်တို့ဆရာမနေဆိုတော့ဆိုရှယ်မီဒီယာမှာလည်းတွေ့တယ်လေ။နော်ကြောက်ကက်ကို ဆင်းနေရတယ်။နော်ကြောက်ခတ်ပြတ်သွားတယ်ပေါ့နော်။ဒီလိုမျိုးလူနာတွေပေါ့။ဒါတော့ကြောက်ခတ်ပြတ်တဲ့ပြဿနာတွေကဟိုတကယ်များတာလည်းဖြစ်နိုင်တယ်လို့အခုနောက်ပိုင်းမှာကျတော့ကိုရီးယားလူတွေကပို့ပြီးတော့မှသတိထားမိလိုက်တာလည်းဖြစ်နိုင်တယ်။အင်းနော်။ဒါပေမဲ့ဟိုကျွန်တော်အမြင်ပေါ့နော်။ဟိုကျွန်တော်ဆရာမတယောက်အမြင်နဲ့ကျတော့ကိုရီးလည်းဒါလူနာတွေပါစိတ်ကုနေချင်ညာကိုတိလာကြတော့လေ။နော်။ဟိုမြန်မာနိုင်ငံမှာကျတော့ဟိုကျမကြီးဘူးသူတာတချို့ကကျတော့နည်းနည်းလေးနေတယ်လူနာတွေက။နေတဲ့ချင်ညာတော့ကျွန်တော်တို့ကပုံမှန်ရှိနေကြသွေးတို့စီးကြို့တို့စသဖြင့်ပေါ့ ဒီနာတာရှိယောဂတွေကိုပေါ့မမကကန်ကုသမှုလေမရမရလို့ကြောက်ခတ်ထိတာလို့တော့ကျွန်တော်မြင်တယ်ဟုတ်ကဲ့ဘာဖြစ်လဲဆိုတော့ဒီကြောက်ခတ်ဖြစ်တယ်ဆိုတော့လေတော်များအကြောင်းတော့ဒီဒီ chronic diseases လို့ခေါ်တယ်သွေးတိုးလို့စီးကျူတို့က control မဖြစ်တာအမှဆိုရင်သွေးတိုးဆိုရင်သွေးတိုးယောဂကကျွန်တော်တို့ကဟိုစောင့်စီးသိရမယ်တချို့လူများဆိုစောင့်စီးတောင်မသိဘူးอืมซี้จุชิมันแล้วไม่ตีอูเอ๊ะตะเกลุตะชู่จ่องเลยตีตั๋วบิตีตั๋วบิส่วนซี้ก็รอเสียงไว้ก็รอไปรอไปไล่ได้แต่มันปุ่มหมั่นนี่บ่อฉีนี่ยะไม่ตอบผิดตา ။ဒါပေမဲ့တောင်းရမယ်ဆိုတဲ့ဒီ head education တွေပေါ့ပြပြပေါ့ပေါ့လေးပေါ့သူတို့မှမရတဲ့အချိန်ကြတော့ဟိုဆေးတောက်တယ်ဆိုရင်တော့ဆေးကိုပုံမှန်မတောက်တာလည်းဖြစ်နိုင်တယ်။တကယ်လို့တောက်တယ်ဆိုရင်တော့မှ control မရတာပုံမှန်ကျွန်တော်တို့ဆေးရောင်ဝင်တဲ့ regular follow up လို့ခေါ်တဲ့ပြန်ပြန်ဒူနာပြန်ကြည့်တဲ့အချိန်မှာသူတို့ပုံမှန်ရက်ချင်းအချိန်နဲ့ရသူမှတောင်းပြတဲ့အချိန်ကြတော့ control မဖြစ်ဘူး။อืม control မဖြစ်တဲ့အချိန်ကြတော့ဒီကျွန်တော်ဆေးကုသတဲ့ဒီသွေးတိုးလို့ဆေးကျွတ်လို့စာတပြင်းဒီနာနာရှိယောဂါတွေကိုကျွန်တော်တို့ဆေးကုသတဲ့ရည်ရွယ်ချက်ကဒီယောဂါတွေပျောက်ဖို့မဟုတ်ဘူး။ သွေးထုတ်လို့ဆီးချိုးလို့ဆိုတာကျွန်တော်တို့ကပြောင်းအကူလို့မရအောင်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကပါလဲဆိုနောက်ဆက်တဲ့ target organ damage လို့ခေါ်တယ်နောက်ဆက်တဲ့ခန္ဓာကိုယ်အတင်းမှရှိတဲ့အင်္ဂါတွေမထိခိုက်အောင်ဟုတ်ကဲ့အဲ့ဒီထဲမှာမျက်လုံးတို့ပါမယ်ကြောက်ကတ်တို့ပါမယ်ဟုတ်ကဲ့မသွေးထုတ်ဆိုလဲကြောက်ကတ်တော့ထိသလိုဆီးချိုးဆိုလဲကြောက်ကတ်တော့ထိတယ်ဒီဟာတွေမဖြစ်အောင်ကျွန်တော်တို့ကကာကွယ်တာတနည်းအားဖြင့်မယ်ကျွန်တော်တို့က control ဖြစ်အောင်လုပ်တာပေါ့သွေးထုတ်ဆီးချိုးကိုကျွန်တော် treat တော့မဟုတ် control ဖြစ်အောင်လုပ်တာအဲ့ဒီချိန်မှာသွေးထုတ်ဆီးချိုးဒုနာတွေရကြတော့ကျွန်တော် treat လောက်ကတော့ဒီဟိုစပါဘော တချို့တော်တော်များများဆိုရင်လေဟို control မရဘူးပေါ့อืมကျွန်တော်တို့အချင်းအခါကြုံကြိုက်လိုက်တော့မှပြန်ကြည့်လိုက်တဲ့ချိန်တော့မှဆေးရတောက်တော့တောက်နေမှ control မဖြစ်ဘူးอืมတချို့ကဆေးရပြန်နေပြီအဲ့ဒီဟာတွေကြောင့်ဟိုဘယ်လိုကောင်းလဲ control မဖြစ်လို့ပေါ့နော်ဒီစီရင်ဆိုခုနတေးတို့လို့စီးကြလို့စပြက်နာနေရှိယောဂါတွေတခုခုကနာနာရှိယောဂါတွေကတော့ပုံမှန်အသက်အရွယ်ကြီးလာတယ်ဆိုဖြစ်နေဖြစ်ထောင်တော့ရှိတယ်ဒီယောဂါတွေကပိုဖြစ်လာတာဟုတ်ချင်မှာဟုတ်မှာဒီယောဂါတွေကို control တေချာမရလို့ မရလို့နောက်ဆက်တနေနေရကြောက်ကတ်တွေကတော့ကြောက်ကတ်ထိခိုက်တာပေါ့ကြောက်ကတ်ပျက်စီးတွေကတော့မဖြစ်သင့်မဲနဲ့ဖြစ်လာတယ်လို့ကျွန်တော်တို့အဲ့လိုတော့မြင်တာပေါ့เนาะအဲ့ဒါလို့တခုချင်းပဲနောက်တစ်ခုကကြောက်အစားတောက်တွေပဲဆိုင်ပါတယ်အစားတောက်စေးဝါပေါ့เนาะအဲ့ဒီထဲမှာဟိုပေါ့စေးဝါတွေကလည်းတော်တော်များများလေးတော့ပါတတ်တယ်ဟုတ်ကဲ့ပါเนาะအဲ့မှာဆိုရင်အကန့်ခဲပြောင်းစေးတွေပေါ့တချို့ကကြောက်ကတ်ထိတယ်ဟုတ်ကဲ့နော်ဘယ်စိမဆိုတော့ side effect မရှိဘူးဆိုတော့နည်းနည်းရှားတယ်ဟုတ်ကဲ့ပါเนาะအဲ့မှာတချို့အကန့်ခဲပြောင်းစေးတွေကကြတော့ကြောက်ကတ်တွေမျိုးတွေထိနိုင်ကြီးရှိတယ် เนาะဒါဒါကြောင့်မို့ကျွန်တော်တို့ကဟိုဆေးတစ်ခုတောက်တယ်ဆိုရင်တော့ဆီယောင်ဝင်နဲ့မတိုင်ပင်မဲ့နဲ့အလွယ်တကူမတောက်တင်ဘူးอืมกูอ่ะเสียงมันหญ่อช้าขึ้นมาโลมันจะตอกลงได้เสียผิดตรงจังเลยคณะคณะตอกเนี่ยอย่างนี้ส่วนมันไม่ถูกต้องเสียงเนี่ยซึมเนี่ยบาผิดเลยซอเบ็ดถั่วซูจะไม่ใช่เลยซีซัวตลอดช้าเลยไอ้นี่ซีดิจ่องเลยผิดหน่อยจริงๆบาผิดเลยซอเรารู้อ๋อบ่หญ่อในกันมาจ่องอลเวดกูซีเวลูย่าราမျိုးတွေရှိတယ်လေเนาะไอ้มาส่วนเนาะဒီတချို့ซีဆိုင်နေရာจ่องတော့ဒါอลเวดกูย่องไล่ตาလေးကျွန်တော်လည်းတချို့တွေ့တာမျိုးတွေရှိတယ်အဲ့ချင်းကြတော့သူတို့ကဟိုဟာဟို ဘယ်လိုကောင် over တက်ကောင်းတယ်မယ်စဉ်လို့ကောင်းတယ်ဆရာမညောကြားချက်မဟုတ်တဲ့ဆေးအဖြစ်ပေါ့တခြားစိတ်တွေတော့မှအလွယ်တကူပဲလို့ရတယ်อืมဟုတ်တယ်အဲ့ဒီဟာဒီကြောင့်လည်းဖြစ်နိုင်ချေပုံများတယ်လို့ဖြစ်နေဒီဆေးကိုတော့တုံးဆဲတဲ့ချိန်မှာကိုရီးယား out of control လေးနည်းနည်းလေးဖြစ်တယ်เนาะအဲ့ဒီဟာကြောင့်လည်းဖြစ်နိုင်ချေရှိတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒီဆေးဆိုတဲ့ဟာမှာကြောင့်ကျွန်တော်ကအခက်ခဲပြောင်းစင်းနေမှာပေါ့ဆေးမှာအများကြီးပေါ့อืมဆက်ဆေးတွေလည်းပါနိုင်ချေရှိတယ်ဟုတ်ကဲ့တချို့ကကြတော့ဒီကျွန်တော်တို့ဒီရောင်းလံကချမ်းမွေကြီးဌာနအတိမတ်ပြုထားတာမဟုတ်တဲ့တခြားတိုင်းရင်းဆေးတွေပေါ့ อ๋อโอเคအဲ့မှာတက်ခွက်ကန်းနဲ့ထုတ်ထားတာမဟုတ်ဘူးอืมเนาะအဲ့ဒါကြောင့်ရက်ခွက်တယ်မှာပြောနေဗမာစိလို့လည်းပြောပါတော့ဗောအဲ့ဒါကြတော့ဟိုဟိုလူကောင်းနဲ့တန့်စင်မှုမရှိဘူးအဲ့မှာ impurities ပေါ့ဟုတ်ကဲ့ပါရှင်။ယောဂလက္ခဏာတက်တာလဲ compound လဲပေါင်းနေတယ်လို့တခြား chemicals လဲယောနေတော့ပဲ။ဒါခွဲခန့်ထုတ်ထားတာမဖြစ်တော့ impurities တွေကလည်းအသေးတို့ကြောက်ကတို့ထိနိုင်ကြီးရှိတယ်။ဒါနဲ့ဖြစ်နိုင်ကြီးရှိတာပဲ။နော်မဖြစ်လို့ပြောလို့မရဘူးနော်။ဒါတွေကဟို risk လို့ခေါ်နေတယ်ဖြစ်နိုင်ကြီးရှိနိုင်ဟာကြီးပဲ။ပြီးတော့တခြားဘောဘောဆေးထဲမှာဆိုတခြား ဟိုအလှကုန်တော့မလဲအထမ်းကြောက်လဲဒါကယူဆိုင်မှာပေါ့ဟိုကိုကအလှပတ်တဲ့ဟိုပေါ့တောက်တိုင်းဆိုရင်တော့မှဒီအသက်ဆိုင်ရာအရေးပြားတော့မဟုတ်စီဟိုပေါ့အလှပတ်ဆရာမင်းဒါမှမဟုတ်ရင်ဟိုကိုမအခက်ခဲရှိတယ်ဆိုရင်တော့မှရိုးရိုးဆရာမင်းနဲ့နည်းနည်းဆိုဆရာမင်းတောင်းလာဆွေးနွေးပြီးတော့မှတောက်တာဖို့ကောင်းတယ် ဟုတ်ကဲ့ဟိုကိုယ့်ရဲ့ခန္ဓာကိုယ်အပြင်မှာလိမ့်တာပြူတာပေါ့ topic ကပြဿနာမရှိဘူးอืมเนาะมาตะชู่ดิตะชู่ซี้ดิบ่ตะชู่บะมาซี้ดิဆိုတော့ဒါနာရာကျင်နာကတ်ခဲတာလိမ့်နာပြတနာမရှိဘူးအဲတောက်တဲ့အစင်ကြရင်တော့ဆရာဝန်နဲ့တစ်ချက်တော့ဆွေးနေဖို့လိုတယ်ခန္ဓာကိုယ်ရရောက်ပါပြီလေဟုတ်ကဲ့ပါအဲ့ဒီခါလေးကြတော့ဘေးထွက်ဆိုးကျိုးတွေကအနေရရှိတယ်ပေါ့တကူတောက်တယ်ဆိုရင်ကာလတကူရှိမယ် limit ပေါ့အဲ့ဒီခါကိုကိုကမသိဘဲနဲ့တောက်လျှောက်တောက်တယ်ဆိုရင်တော့ ဖြစ်နိုင်ကြည့်တဲ့ဘယ်ရမဆိုတော့ဖြစ်နိုင်ကြည့်တော့ရှိတာပေါ့เนาะအဲ့လိုမျိုးရှိတာအဲ့ဒါဆိုအမျိုးသမီးတွေပေါ့เนาะနာကျင်ကြိုက်ခဲတဲ့အချိန်မှာတောက်တဲ့ဆေးတွေရောတောက်တာများရောဖြစ်နိုင်ကြည့်ရှိတယ်အဲ့မှာကျတော့တခုတော့ရှိတာကျတော့ဟိုအရန်ကြီးလဲကျွန်တော်ကကြောက်ရမယ်လို့ပြောတာမဟုတ်ပါဘူးနောက်ရှောင်းမယ်ပြောတော့ဥပမာဆိုရင်အမျိုးသမီးနာကျင်ကြိုက်ခဲတဲ့မာတောက်တဲ့ဆေးတွေနော်မီးရလာတဲ့အချိန်တောက်တဲ့ဆေးတွေကျွန်တော်ကျွန်တော်လည်းတည်တာမယ်ဟုတ်ကဲ့ဆရာဒါနဲ့ကဟိုစပေါ့ တော့ပတ်တောင်းလို့တော့ရပါတယ်နော်ဟိုစာပေါ်တောက်လို့ရခုနပြောသူလို့ပေါ့ဆေးရကြတော့ပဲပဲဆေးမဆိုကိုကလိုအပ်တဲ့အချိန်မှာပေါ့ကိုကပေါ့ပေါ့ပေါ့လမ်းလာလာကိုက်တယ်ဆိုတော့ဆရာမင်းကလည်းပုံမှန်လည်းပြောလိပြောထားရှိတာပဲတတိဆေးတောက်လို့ရတယ်ပါနော်ဟုတ်ကဲ့ဒါပေမဲ့ကိုကဟိုဟိုကိုရဲ့အတိုင်းထားလေးနဲ့ကိုတောက်ရင်တော့ပြဿနာမရှိပါဘူးနော်ဟိုဒါပေမဲ့အရင်ကြီးများလာတယ်ဆိုတော့ဘယ်ဆေးမဆိုတော့ cipher တွေပေါ့နော်ဒီ method နဲ့ access ဆိုလာတာအထက်ရောက်တာ तू ကနည်းနည်းလေးပြင်းတာမယ်လေပြင်းနေဆိုရင် तू ကအဆိုင်နှုတ်ပေါက်လေးနည်းနည်းထိနိုင်တော့ဒီလိုမျိုးပေါ့အရန်တောင်းရင်တော့မကောင်းဘူးပဲစိတ်မဆိုးနော်ဒီလိုမျိုးရှိဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ်ဟုတ်ဆရာအစားတောက်ပိုင်းနဲ့ကြောက်ကက်ဟာရောဆရာအစားတောက်ကကြတော့လေခုနပြောသလိုပေါ့ကြောက်ကက်ကိုတိုက်ရိုက်သွားတာမျိုးလည်းရှိကောင်းရှိနေတယ်ဒါပေမဲ့ဟိုအဓိကကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်အစပိုင်းမှာဖြည့်ထားတဲ့ဒီပေါ့ပေါ့ဒီအဖြည့်ထဲမှာလေကျွန်တော်တို့ balance diet ဆိုတာပါတယ်နောက်အဲ့ဒီမှာရှောင်ကြရမယ့်အစားတောက်လေးပေါ့နော်ဒီအငံတက်တို့ နော် free sugar လို့ခေါ်တဲ့အချိုဓာတ်တွေအရမ်းများလာမျိုးလေးအဆီဓာတ်တွေဒါတွေရလည်းဘယ်လိုကောင်းလဲဆိုတော့ခုနကျတော့ဘောကြောက်ခတ်ကိုဖြစ်စေနိုင်တဲ့ဒီနာနာရှိယောဂဖြစ်တဲ့သေးလို့လို့စီချို့လို့ဖြစ်နိုင်ကြပုံများတယ်လေ음ဒီဟာလေးလည်းဆက်ဆက်မှုတော့ရှိတာပဲဟုတ်ကဲ့ပါဒါညမဟုတ်ဘူးဆိုရင်တော့မှဟိုဘယ်လိုကောင်းလဲ secondary နေနဲ့တော့သူကကြောက်ခတ်ကိုတော့သွားတာပေါ့အင်းနော်ဒါတွေကကြတော့အဓိကတော့အဲသွေးတို့စီချို့တို့ဘောနော်ဒီကနာတာရှိယောဂတွေမှာဖြစ်အောင်ကိုရီးယားကာခွင့်ရမယ်ဖြစ်တယ်ဆိုတော့စောစောသိရမယ် နောက်ပြီးစောတိပြီးသွားပြီဆိုရင်လည်း control ဖြစ်အောင်မြန်မြန်လေးကုအောင်ပေါ့เนาะအဲ့ဒါဆိုအခုလေးဖြစ်လိုက်ပြီဆိုတာနဲ့ဟဲ့တမ်းပြီး stage ကအရင်မြင့်သွားပြီပေါ့ဆရာရဲ့ဒါဆိုငါကြောက်ကက်ထိသွားပြီဆိုတာအရှိမဆရာပြောလို့သွေးသွေးစည်းကြိုရှိမှန်းမသိဘဲနဲ့ဟုတ်တယ်ဖြစ်တည်လာခဲ့ရတယ်ပေါ့เนาะအဲ့ဒါလည်းတော်တော်များတယ်哦โอเคဟိုကြောက်ကက်ဖြစ်တယ်ဆိုတော့လေဟိုရှင်းပြောရင်ပြောင်းဟိုဟို server acute နဲ့ chronic နဲ့ပေါ့နော် acute ဆိုတာချက်ချက်ချင်းပေါ့ acute kidney injury ဖြစ်တယ်ဆိုရင်တော့သူတို့ကကြောက်ကက်တွေပဲဆေးရတယ်ဆိုရင်တော့မှ reversible ဖြစ်တယ်ဥပမာဆိုကျွန်တော် ဥမာပြောရမယ်ဆိုရင်ဒီမြန်မာနိုင်ငံမှာဆက်လက်တာဟိုပေါ့ဝင်းပြက်ဝင်းလျှော်လေးဟိုတလုံးကတစ်ခေါက်ဖြစ်သွားတယ်လေဟုတ်ကဲ့ဟိုပေါ့စာပေါ့ကာလာမင်းယောဂလေးတချို့ဖြစ်တာမျိုးတွေရှိတယ်ကာလာမင်းတို့ကအပြတ်ပြုတ်လို့တော့မရအောင်ပေါ့နော်ဒါမျိုးဆိုရင်လည်းတချို့ကျွန်တော်အတွေ့အကြုံရဆိုရင်တော့ဝင်းပြက်ဝင်းလျှော်ဖြစ်ပြီးတော့မှဒီ pressure တွေကကျပြီးတော့ချက်ခက်ကိုနည်းနည်းလေးထိတာလူနာလေးလည်းကျွန်တော်တယောက်တယောက်နှစ်ယောက်လောက်တွေ့ဘူးလေအော်အဲ့လိုမျိုးလူနာလေးဆိုရင်လည်းသူကချက်ခက်ဆေးရတဲ့ဟာလည်းရှိတယ်တယောက် အဲသူတို့ဆိုတဲ့ဒါအရှင်းပြောင်းရင် acute kidney injury ပေါ့ chronic ဆိုတာကနာတာရှိပြောလားဟုတ်ကဲ့ပါဆရာ chronic disease ကတော့ကျွန်တော်ကြောက်ခတ်ဆေးရပြီဆိုရင်တော့တောက်လျှောက်ဆေးရဖို့များတယ် acute kidney injury ကြတော့အဲတချို့လူနာတွေဆိုရင်တော့ဒါဝင်းပြန်ဝင်းရှော့ဖြစ်လို့ acute kidney injury ဖြစ်သွားတယ်ကြောက်ခတ်ကိုထောက်ပံ့တဲ့ရေတက်တွေပေါ့သွေးတွေကပြပြပွားမများဆိုရင် injury ရပါတယ်ဒါပေမဲ့ကြောက်ခတ်တွေဆေးတော့ဆေးရတယ် တစ်ခေါက်ဖြစ်မယ်တစ်ခေါက်ဖြစ်မယ်ဒါပေမဲ့သူက reversible ဖြစ်တယ်။ပြန်ကောင်းတယ်ပြောချင်တာ။အော်တဘောပါပြီဆရာ။အဲ့မှာစီလန်းချောင်းပုံဝင်တာတော့ဗောလေသတိထားရတယ်။စီလန်းချောင်းပုံဝင်တာတွေဆိုလည်းတချို့ကကြတော့စီလန်းချောင်းပုံဝင်နေမှမသိဘူးဗျာ။အဲ့မှာကောင်းကောင်းမှမသိချာလေးမကုလိုက်ဘူးဆိုရင်လည်းကြောက်ခက်တွေပဲထိနိုင်ကြီးရှိတယ်။ထိနိုင်တယ်။နော်ဒါကြောင့်စီးပူလာကျင်တာမျိုးဖြစ်တယ်ဆိုရင်လည်းကိုကဆရာမင်းနဲ့မြန်မြန် ပြပြီးတော့မှကုတောင်မှုလို့တာပေါ့နော်ဒါဆိုရင်တော့ဓာတ်ရိုက်ကြီးထိတဲ့ကြောက်ကက်ပြစီမှုကမရှိဘူးကျန်တဲ့ဟာလေးတွေဖြစ်ပြီးတော့မှကြောက်ကက်ကိုသွားတဲ့အစိပ်ပိုင်းလေးဖြစ်တာပေါ့ရှိတယ်ဆိုရင်တော့မှတော့ acute kidney injury များတာပေါ့နော်ဓာတ်ရိုက်ထိတဲ့ဟာမရှိဘူးတော့မဟုတ်ဘူးတချို့ဆေးတွေကတော့ရှိနိုင်တယ်တချို့အကက်ခဲပြောက်ဆေးကတော့သူ့ရဲ့ side effects နဲ့ကြောက်ကက်ထိတယ်နောက်ခုနကကျွန်တော်ပြောလို့ပေါ့ acute kidney injury တော့ချက်ချင်းလည်းငင်းစဖြစ်တာပေါ့ chronic ကကျတော့သူကဖြည်းဖြည်းချင်းဖြစ်တာသူက side effect တွေရှိတယ်နော်ခုနပြောလို့ပေါ့ဒီရှင်ရင်းဆိုင်ယောဂပေါ့သွေးလိုဆီးချိုဖြစ်တယ်ဆိုရင်တော့ချက်ချင်းပေါ့အခုဖြစ်တဲ့ ချက်ချင်းပဲကြောက်ခတ်ထိတယ်ဆိုမှဖြစ်ဘူးနှစ်တည်းအများကြီးကြာလာတယ်ဆိုရင်ဖြစ်တယ်ဖြစ်တယ်ဆိုကိုရီးမှာအချိန်ကတော့အများကြီးပဲရှိတယ်တကယ်တမ်းကြာရင်မှန်မှန်ကန်ကန်လေးကိုရီးကဟိုပေါ့ control လုပ်လိုက်တယ်ကုသလိုက်တယ်ဆိုရင်တော့ရှောင်ကျင်လိုက်တယ်ဆိုရင်တော့ကိုရီးကကြောက်ခတ်ထိပါရထိနိုင်ကြီးနေတော့ပေါ့နော်လို့ပြောဟုတ်ဟုတ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဂရိုနောက်တစ်ပိုင်းမှာဂရိုစိတ်ပိုင်းဆိုင်ရာကျမ်းမာမှုအတွက်လေးတွားရနေပဲဆက်ပြီးရှေ့စစ်ကြမယ်နော်ဆရာဟုတ်ကဲ့ပါ